မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံအနောက်ဆုံးရသတင်းထူထရင်ဦးများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ယခုအခါမှာတော့မေလ20ရက်နေ့အနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းအနေနဲ့ KAI ပြစ်ချမှုကြောင့်စစ်ရဟရဲ့20ပြက်မှုရင်းစစ်ကောင်စီပြူဝမှုနဲ့အဖွဲသေးဆုံး။ရွှေကူအနေတော်ရင်တွင်ပြက်ကြတဲ့ရဟရင်ပြက်ကို KAI တပ်ဖွဲ့များကရှာတွေ့ပြီးဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသောရဟရင်၃စီကိုခရရေပူပေါင်းဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားသောရဟရင်တစီတွင်လိုက်ပါလာသောစစ်ကောင်စီဗျူဟာမုန်းနှင့်အဖွဲ့တည်ဆုံသောကြောင့် KIA ရှေရန်တွင်ရင်းမြစ်ကပြောဆိုသည်ယနေ့မွန်လဲတနအီကျော်အချိန်ဗမော်စကခ27တို့စစ်ကူလာပို့သောစစ်ရဟရင်၃စီကို KIA ပူပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်သောစစ်ရဟရင်တစီမှာရှေကူမြို့ AR မြစ်အနောက်ဘက်ခြမ်း KIA တရင်ကားနေမြေရှိတောရဲသို့ပြတ်ကျ ားသွားကြောင်းရင်းရဟရင်ပြက်နေရသို့ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီဖြစ်ကြောင်းရင်းရဟရင်တွင်စစ်တပ်မှပြူအောင်မှုနှင့်ဖွဲ့ပါဝင်ပြီးအလုံးသိဆုံးကြောင်းသိရှိရသည်ပြူဟာမူလာလဲတာအဲ့ဒီရဟယင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေ AR မြေအနောက်ဘက် KIA တရင်ကတော်ရဲမှာပြက်ကြတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီနောက်တစည်းကတော့ရွှေကူမှာအရေးပေါ်စင်နာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်ပန်းကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟယင်နှစ်စီးစလုံးပြက်သွားတယ် တော်ရဲမှာပြတ်သွားတဲ့ရဟယင်မှာဖြူဟာမှုပါတယ်အားလုံးသေးတယ်ငါတို့အဖွဲ့တွေကရောက်နေပြီရွှေကူမှာအရေးပေါ်ဆင်းတဲ့ကောင်ကပန်ကကျိုးသွားပြီဘေးဆောင်ကြီးလဲနေတယ်ဟု KNY ရှေ့ရန်တရင်ရင်မြကပြောဆိုသည်ရခင်ကလည်း KNY ကစစ်ကောင်စီတဲ့ရဟယင်နဲ့တိုက်လေရင်များကိုပြတ်တီအထိပစ်ချနိုင်ခဲ့တယ်2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်မြို့နယ်မြို့တင်နယ်ကုန်းလာကြရင်စစ်ကောင်စီ MI35 တိုက်ခိုက်ရေးရဟယင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KNY ကပစ်ချခဲ့ကြောင်းထို့သောပစ်ချခဲ့မှုကြောင့်ရဟယင်ပြတ်ခဲ့ပြီး ရဟရင်မှုပုံမှုကြော်စရာထွန်းဖိုကြီးတန်ထွန်းလင်အုတ်ခွဲတက်ကြကြီးကြော်စောအောင်တို့တည်ဆုံခဲ့ကြသည်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖို့စစ်တပ်စခန်းသို့ရိတ်ခါလာပို့သည့်စစ်တပ်ထဖို့ MI17 ရဟရင်တစီကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟရင်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ရှေ့ဦးတည်ဆုံကရဟရင်လည်းပြက်စီသွားခဲ့သည်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်ရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နံဖက်ကာရွာတိုက်ပွဲဒေသထံသို့ဘုံလာ ဲခဲ့တဲ့စစ်ကောင်စီတရုတ်လုံး FTC 2000ကြီးတိုက်လေရင်ကိုကချင်လွတ်လပ်ရေးတမတော် KAI ကပြစ်ချခဲ့တဲ့ပြင်တိုက်လေရင်ပြတ်ကျသွားခဲ့တယ်ဆလဗီအိန္ဒိယစစ်တပ်ပြခတ်မှုကြောင့်ပါကပရဲဘော်ဆဲဦးသိဆုံးမှုအိန္ဒိယအစိုးရနဲ့ NUG တို့တွဲဆုံမည်ဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပြည်သူ့ကော်ရီအဖွဲ့ပါကဖရှေဘော့ဆေယုခန်းကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကပြစ်ခတ်မှုကြောင့်တိုက်ဆုံခဲ့ရသည့်ပေါ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားမည်ဟုအန်ယူဂျီအစိုးရကပြောသည်အိန္ဒိယမြန်မာနိုင်ငံ၏ဆက်စကိုင်းတမိုးမျိုးနယ်မှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကတမိုးခရိုင်ကပါကဖရှေဘော့ဆေယုကို ပြီးခဲ့သည့်မေလ14ရက်နေ့ကပြစ်ခတ်မှုကြောင့်တိုက်ဆုံခဲ့ရသည် အဆိုပါပြက်ခတ်ခဲ့၍တည်ဆုံသောရသည့်ရဲဘော်များအတွက်အမှုမှန်ပေါ်ပေါက်ရေးကိုတမုန်းခိုင်ပါကဖအဖွဲ့မှမြေပြင်အခြေအနေကိုသိရှိနိုင်ရန်အန်ယူဂျီအစိုးရတန်းစဖို့အကြောင်းကြားခဲ့ကြောင်းလည်းသိရသည်လက်ရှိတွင်မြို့သားညီညွတ်ရေးအစိုးရ NUG အနေဖြင့်အိန္ဒိယအစိုးရကတာဝန်ရှိသူများနှင့်မှုမှန်ပေါ်ပေါက်ရန်တွေ့ဆုံဆွေးနွေးနေကြောင်း NUG မှပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကပြောသည် အန်ယူဂျီကကာယေဝင်ကြီးဌာနနဲ့နိုင်ငံခြားရေးဝင်ကြီးဌာနတို့ကအိန္ဒိယဘက်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးနေတာရှိပါတယ်။ဘာရီဆွေးနွေးနေတာလဲဆိုတာတော့အသေးစိတ်ပြောပြလို့မရသေးပါဘူး။သက်ဆိုင်ရာဌာနတွေကလိုအပ်ရင်ထုတ်ပြန်ပေးပါလိမ့်မယ်ဟု၎င်းကပြောသည်။အိန္ဒိယအဒန်ရိုင်ဖေတံများကတမုခိုင်ကပကပရှဲဘော်ဆဲကိုမနီပိုရာခရိုင်၊ဂျန်နီခိုင်အပြည့်ပြည့်ဆိုင်ရာနေနမိတ်နယူဆန်နဲ့အနီးတဝိုင်မှာပြစ်ခတ်ခံရမှုကြောင့်သေဆုံးခဲ့ရကြောင်းသိရသည်။ အိန္ဒိယအာတန်ရိုင်ဖယ်တပ်များကအိန္ဒိယမြန်မာနယ်စပ်အနီးမှာဆက်စင်ရေးဆောင်ရွက်နေစဉ်တမူးခရိုင်က ပကဖအဖွဲ့ကိုပြစ်ခတ်မိရမှတိုက်ဆုံသွားရခြင်းဖြစ်ကြောင်းကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်၏မေလ15ရက်နေ့ထုတ်ပြန်ခဲ့သည်တိုက်ဆုံသွားခဲ့ရသည့်ကပကဖအဖွဲ့ဝင်၁၀ဦးရုံးလောင်းကိုအိန္ဒိယဘက်မှပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုနှစ်ဖက်အဖွဲ့အစည်းကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရှိရသည် ဆလဘေနောင်ချုံမြို့နယ်တွင်ရှိရှဲဆန်တပ်တုကုမ္ပဏီကိုစစ်တပ်ကလေရင်ဖြင့်ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တွင်ရှိရှဲဆန်တပ်တုကုမ္ပဏီကိုအစံဖက်စစ်တပ်ကလေရင်ဖြင့်ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ထားသည်။ မေလ17ရက်နေ့မွန်လယ်ပိုင်း12:30မိနစ်ခန့်တွင်အကြံဘတ်စစ်တပ်ကရှဲဆန်တပ်တွေကုမ္ပဏီကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့သောပုံကျဲတိုက်ခိုက်မှုကြောင့်ကုမ္ပဏီတွင်အုံပြုနေသောဘတ်ဖိုးတစ်စီတပ်တွေထုတ်ဆက်တစ်လုံးစက်ပစ္စည်းများထားရှိသောဂိုဒေါင်တစ်လုံးနှင့်အခြားသောပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ပြီးစုစုပေါင်းကာလာတန်မှုတရုတ်ငွေ16သိန်း8000ယွမ်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရှိရသည်။ အလားတူမေလ16ရက်နေ့ညနေ9:30မိနစ်ခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားခြင်းရှိပဲနောင်ချိုမြို့နယ်ဒိုးပင်ကြီးရွာအုပ်စုရရနာတင်ငီကြီးရွာအနီးကိုလည်း Jet Fighter ဖြင့်ပေါင်150ပုံ6လုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အကြံဖတ်စက်ကောင်စီတက်သည်မေလ6ရက်မှ32ရက်နေ့ထိအပြည့်ခက်ရက်စရိတ်ကာလထမှန်တိုးမြင့်ထားတော်လေပလောင်ပြည်နယ်လွမြောက်ရေးတအို PSLF TNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ရင်ရွေချက်ရှိရှိလက်နက်ကြီးများပြက်ခတ်ခြင်းဒရုန်းနှင့်လေကြောင်းဖြင့်နေစဉ်အုံပြုတိုက်ခိုက်လျက်ရှိကြောင်းထို့ကြောင့်မိဘပြည်သူများအနေဖြင့်စက်ကောင်စီတက်လေကြောင်းဒရုန်းနှင့်လက်နက်ကြီးပြက်ခတ်တိုက်ခိုက်မှုရှယ်မှာရှောင်ရှားနိုင်ရန်စစ်ရေးသတင်းအမြင့်ရှိရန်လိုအပ်ကြောင်း PSLF TNLA ကအသိပေးနှိုးဆော်ထားသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်း ောင်ရကတော့ကံကောမြို့နယ်ရေရှင်ရွာကိုစစ်ကောင်စီပုံချဲဆွဲတဲ့မယ်ဖြစ်ပါရခြင်းကံကောမြို့မြောက်ပိုင်းရေရှင်ရွာကိုစစ်ကောင်စီကရှနေ့မေလ20ရက်နေ့နံနက်ပိုင်းတိုင်း Jet Fighter ဖြင့်လေကြောင်းမှပုံချဲသွားသည်နံနက်9:20မိနစ်20ခန့်တွင်ပုံချဲခြင်းဖြစ်ပြီးဒေသခံများထိခိုက်မှုရှိသည်ဟုကနေဦးတရင်ရရှိထားကြောင်းကောက်ရေးရဲဘော်တို့ကပြောသည် ရေရှင်ကိုကျဲသွားတာပါကျွန်တော်တို့ ਨੇ ဝေတယ်ဒေသခံတွေထိတဲ့ကြားတဲ့စူးစားဆက်သွယ်မိနေတော့မယ်ဟုခံကောမျိုးမကောက်ရရဘတူကပြောတယ်စစ်ကောင်စီတွေခံကောမျိုးအပါဝင်ရောဒေသတွေရွေးကောက်ပွဲပြုလုပ်နိုင်ရတဲ့လေကြောင်းအင်အားသုံးရင်ထိုးစစ်စီရင်ချိုးပန်းနေပြီဒေသခံပြည်သူများလေကြောင်းအန်ရနဲ့လုံခြုံရေးအန်ရတရေပြုရန်ပြည်သူကောက်ရရဘချိုးကအသိပေးထားတယ်မေလ14ရက်ညကလည်းခံကောမျိုးနဲ့လာဖို့ကြေးရစာတင်ကြောင်းကိုစစ်ကောင်စီကပုံကျဲခဲ့တယ်ကျောင်းဆောင်ပြည့်စည်တော်တော်လေးလူထိခိုက်မှုမရှိခဲ့ကြောင်းဒေသခံများထံမှ သတင်းရရှိသည်တိုပြင်မတ်လ22ရက်ကကံကောမြို့နယ်မြောက်ပိုင်းနှံခါကြည်ရွာစည်းကမ်းကိုပုံကျဲခဲ့တဲ့ဖြင့်စီတင်ရဆရာဝန်ဒေါက်တာများဆိုအောင်နှင့်ကိုဝန်ဆောင်ဇနီးဖြစ်သူဒေါက်ခိုင်နှင်းဝေတာဖြစ်သူတို့ပါဝင်ဒေသခံ17ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့သည် ။လက်ရှိတွင်လည်းခံကောင်းမြို့ပေါ်ရှိချင်းလင်းတရင်ခလရ90မှစစ်ကောင်းစီစစ်ကြောင်းနေဇေယောချူကိုစစ်ကြောင်းထိုးနေသည်။မေလာစနေရကမြို့ရှိတောင်မရှိလေမောင်ရွာကိုစီးနှင်းဝင်ရောက်ပြီးနောက်အသက်6နှစ်အရွယ်ကလေးငယ်ပါဝင်ရတား၁၂ဦးကိုတပ်ဖြတ်သွားကစတုပန်းစီသွားသည်ဟုဒေသခံများကပြောသည်။ဖန်စီခံရသူများတွင်အမျိုးသမီးချို့ပါဝင်ပြီးမေလာ20ရက်နေ့ထိအဆက်အသွယ်များရှိသေးကြောင်းတင်ပြရရှိသည်။ဆလဘေတောင်သာမြို့နယ်မှာစစ်ကောင်စီဝန်ထမ်း၁၁ဦးကိုတော်လှန်ရေးတပ်တွေဖမ်းဆီးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ တောင်သာမြို့နယ်တွင်မစစ်ကောင်စီရဲ့နန်းစီဒီယံဝန်ထဲစစ်တပ်ဦးကိုတောင်သာမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့တော်လိုင်းတပ်တွေစီကသိရပါဗျ။မေလ19ရက်နေ့မနက်ပိုင်းမှာတောင်သာကျောက်ပရောင်းလမ်းမကစစ်ကောင်စီအထိုင်းကိုပ ीडीएफ တွေကဝန်တိုက်ပြီးတဲ့နောက်အရင်နာကနန်းစီဒီယံဝန်ထဲအင်အားကဝန်ထမ်းတွေကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဝန်ထမ်းအင်အားကိုစီးနေပြီးပညာရေးနဲ့မြေစင်းဌာနဝန်ထမ်းကအမျိုးသား9ဦး၊မြို့သမီး2ဦး၊မိသားစုဝင်အမျိုးသား3ဦး၊မြို့သမီး2ဦး၊စစ်စုပေါင်း12ဦးကိုဖမ်းဆီးခဲ့တယ်လို့တောင်သာမြို့နယ်ပတ်က ဖန်နေနေဆက်သူတို့ကပြောပါရယ်ကိုဝင်တွေကလေးတွေကိုပြန်လှုပ်ပေးလိုက်တဲ့ထိမ့်သိမ့်မှုလိုအပ်တဲ့သူတွေပဲထိမ့်သိမ့်ထားတဲ့သဘောပါလို့အဲ့ဒီလူကဆက်ပြောပါရယ်ဖန်စီလာတဲ့သူတွေကနန်းစီရီယံဝန်ထမ်းမိသားစုဝင်တွေကိုတော့တမက်ကာလာကျော်လမကပြန်လှုပ်ပေးမှဖြစ်ပြီးနန်းစီရီယံဝန်ထမ်းတွေကိုတော့အထက်ကညွှန်ကြားချက်အရလှုပ်ဆောင်သွားမယ်လို့သိရှိရပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတောင်သာမြို့နယ်ပါအဖားကလည်းတရားဝင်ထုတ်ပြန်သွားမယ်လို့မြို့နယ်အပါအဖားပြောရေးဆိုခွင့်ရှိသူကပြောပါရယ် တောင်သာမြို့နယ်မှာကိုမြင့်စောအညာမြေစစ်ဆေးရေးကိုတော်လှန်ရေးတပ်တွေကမေလ15ရက်နေ့ကစတင်ဆင်နွှဲခဲ့တာပါတောင်သာနယ်ဟာစစ်အစိုးရအဆက်ဆက်ပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီထောက်ခံသူများရဲ့နေဖြစ်ပါတယ်ဒါပေမဲ့2020ရွေးကောက်ပွဲမှာတော့ NLD ပါတီကအနိုင်ရရှိခဲ့ပါတယ်